ရှိပြီးမှမပေးကန်းကဲလို့ဝေဖန်ခံရပေမဲ့လည်းငနေပြီးမှတော့တိန့်ထောင်ကျော်လူတိုင်းကလေးတွေမှကြီးစမိုင်းရုပ်ရှင်တရုပ်ဆောင်ဝင်သမီးစာရေးဆရာစီဝိုင်းသမားပြင်စတဲ့ဂုံတွေများစွာရှိတဲ့တွေမှကြီးစမိုင်းကတော့လူတိုင်းရရောတဲ့သူပဲဖြစ်ပါရည်ဘဝမျိုးစုံကိုဖျက်သန်းလာခြင်းကအိနောက်ပါကောင်းတဲ့သူဘဝကိုအတူရှုံရင်းနဲ့အခုမှတော့တိမ်မောင်းတောင်းချီတိမ့်ချီသုံးမကုန်နဲ့ပတ်စံတွေနဲ့ချမ်းသာနေပြီဖြစ်ပါရည် အိမ်နောက်မှဖြစ်သူကိုပြေးမောင်နဲ့ကျဲဦးတလုံးကို အတူခွဲဆိုင်စားတော့ဆိုင်မှာစပွဲထုတ်လုပ်ခဲ့ရတဲ့စမိုင်းဟာဘာသာရေးတရားကိုင်းဆိုင်ပြီးတော့အလူတန်းရှရောသူဖြစ်ပါရည်မြမပြီမလေးလာစင်လာတိုင်းတန်ဃာတော်တွေအတွက်ငွေသိန်းရာကျော်နဲ့အလူကြီးတွေနဲ့စတူဒီသားများစွာပဲအမြင်မပြတ်ကြွေးတဲ့ပြင်မိသားစုဝင်တွေရဲ့မွေးနေ့တွေမှာဘသူမှမလိုက်နိုင်တဲ့အလူတွေပြုလုပ်နေကြတာပဲဖြစ်ပါရည်မြမပြီမတွေ့တွေ့ကြဲကြဲသုံးပြုသေးတဲ့လောင်စာမဲလျက်စစ်သုံးကားတွေကိုတော့မှဖုန်ကြီးကျောင်းတွေမှာကျောင်းထိုင်ကားပြေလူတန်းကဲ့သို့ ဖြစ်ပါရည်ဒီလိုမျိုးအလူရေဆက်လက်နဲ့မကွာလူတဲ့နဲ့တတိမာကြီးစမိုင်းဟာမြန်မာပြည်ရဲ့ကပ်ဘေးမျိုးစုံမှလည်းမပါမဖြစ်ပါဝင်လူတန်းပေးကြတာဖြစ်ပါတယ်။ရေဘေးမီဘေးမှန်သမျှမှာငွေ30ကျီလူတန်းပေးနေပေမယ့်မနာလုံမုန်တီသူတွေရဲ့ပြောစကားကြောင့်မြန်မာပြည်ပေါ်လူတန်းမနှော့ပြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကကချင်ပြည်နယ်ရေဘေးမှာစမိုင်းရဲ့လူကိုမျှော်နေကြသူတွေများစွာရှိပေမဲ့စမိုင်းကတော့တုံတုံမလုပ်ခဲ့ပါဘူး။ ။ဒါပေမဲ့လူတွေရဲ့တောင်းဆိုမှုများလွန်ပြီးတော့ခနေ့တွေစကားတွေများတာကြောင့်သူမရဲ့ပြည်သူလင်ကစမိုင်းဟိုတယ်ကနေဖြစ်တယ်လို့လူတိုင်းကြတာပဲဖြစ်ပါရည်။ဒါကြောင့်ပြည်သူအများကလည်းစိတ်နာရတယ်လို့သူမကိုယ်တိုင်ကလည်းမြမပြည်ပေါ်မှာစေတနာမရှိဘူးဆိုပြီးမြမနိုင်ငံနဲ့ဆက်သွယ်ပြည့်ခဲ့တာပဲဖြစ်ပါရည်။ဒါပေမဲ့ခုချိန်မှာတော့မြမပြည်ကြီးမှာကက်ဘေးတွေအလင်းလင်းကြားကနေတဘာမှာဘေးကြီးဖြစ်တဲ့ငလင်ခန်းစားနေကြရတာဖြစ်ပါရည်။နှစ်ပေါင်းတရာတွင်ပြန်လည်ဖြစ်ပေါ်လာတဲ့စကိုင်းပြည်ပြည်ကျော်ကြီးဟာအခုချိန်မှာတော့လူအများပေါ်မှာရုတ်တရက်ဖြစ်ပေါ်လာ ခဲ့ပြီးအသက်စီးဆိုင်အိုးအိမ်တွေကိုနှစ်ချမ်းခွဲနေပြီဖြစ်ပါသည်။အဓိကပဲငလင်မောင်ကျောင်းမကြီးပေါ်မှာတရှိနေတဲ့မြို့တွေဖြစ်တဲ့မန္တလေးနဲ့စကိုင်းမြို့တွေမှာထိခိုက်များဆုံးဖြစ်ပြီးမြို့ရဲ့80ရာခိုင်နှုန်းကိုထိခိုက်ပျက်စီးစေခဲ့ပါသည်။အခုလိုမျိုးနိုင်ငံ내ကြီးထိခိုက်ပျက်စီးမှုဖြစ်တဲ့အတွက်အနုပညာရှင်ပေါင်းများစွာကအလွန်ငွေရန်ဝန်ငွေပေါင်းများစွာထိကြတဲ့အခါ အားလုံးကလည်းစမိုင်းရဲ့အလူငွေကိုမျှော်မှန်းကြတာပဲဖြစ်ပါတယ်။တကယ်တမ်းမှာတော့စမိုင်းဟာပြည်သူတွေရဲ့ငလင်ပေးတွေတိမောက်1600ကျော်လူနှန်းပေးလိုက်ပြီးဖြစ်ပါတယ်။နေများမဆိုထားပြီးစမိုင်းရဲ့အလူငွေကြောင့်ပြည်သူတွေအတွက်တောကချုံမှငြိမ်းရသလိုကေဆယ်ရည်တွေမှလည်းအထောက်အကူများစွာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။မြန်မာပြည်မှာစပိုင်းတို့လိုတရီးမာကြီးတွေများစွာလိုအပ်နေတာဖြစ်ပါတယ်။ပြိုကျသွားတဲ့တိုက်ပျက်ကြီးအောက်မှာပိတ်မိနေတဲ့သူတွေကိုကယ်ဖို့အတွက်အသုံးပြုရတဲ့စက်ကရီယာတွေကဈေးကြီးရတဲ့အတွက်ခုချိန်မှာလူရည်ရဲ့တက်တွေကို ကုနိုင်နာငွေပဲ ဖြစ်ပါရင်မြန်မာပြည်သူတွေနဲ့ပြည်မီတင်မြက်ဖို့ငလင်းအလူငွေ73600ကျော်လူတန်းလာတဲ့ဒိမာကြီးစမိုင်းအလူနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးရဲ့မြင်လေးကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချစ်စီတိုင်းနဲ့ငလင်းဘေးအန္တရာယ်ကြီးမှာကင်းရှင်းကြပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးပို့သားလိုက်ပါစေရှင်။